အဂတိ၄ပါးဆိုတာလူတိုင်းသိကြတယ်အဂတိလိုက်စားတယ်ဆိုတာကိုအဓိပ္ပာယ်ရှင်းရှင်းပြောရမယ်အဂတိဆိုတဲ့အဓိပ္ပာယ်ကမလိုက်တဲ့နာကိုဂတိလိုက်တာနော်အဂတိဆိုတာမသိလျော်တဲ့အလုတ်ကိုလှုပ်တာမျိုးမသိလျော်တဲ့ဘက်ကိုလိုက်သွားတာမျိုး ဒါဖြင့်မသိလျော်တဲ့ဘက်ကိုလိုက်သွားတာဆိုတာအကြောင်းမဲ့လိုက်တာလားလို့ဆိုတော့မဟုတ်ဘူးအကြောင်းရှိတယ်အဂတိဆိုတာတရားလမ်းကြောင်းကနေတိမ်းဆောင်းပြီးတော့သွားတာအဂတိလို့ပြောတာနော်သွားရသောစဉ်လမ်းမကြီးရှေ့တန်းနဲ့လမ်းကြောင်းကသွေးဖြီသွားတယ်လို့ပြောရတယ်မြေထားတွေဘာတွေလမ်းချော်သွားတယ်ဆိုလို့ရှိရင် အနေရမရှိဘူးလား ကားတွေလည်းလမ်းချော်သွားရင်အန္တရာယ်ရှိတာပဲလေမြန်လည်းပြေးလမ်းကလမ်းချော်သွားရင်အန္တရာယ်ရှိတာပဲအေးအဂတိဆိုတဲ့သဘောကလမ်းချော်သွားတယ်လို့ပြောတာနော်လောက်ရမယ်လိုက်ရမယ်ဓမ္မလမ်းချောင်းကနေလွဲချော်သွားတာဘာကြောင့်လွဲချော်သွားသလဲလို့ဆိုလို့ရှိရင်စန္ဒအဲ့မညီမျှတဲ့စန္ဒတွေလူတွေမှာရှိတယ်ဒီနေရာမှာစန္ဒဆိုတာ လောဘကိုယဉ်ညွန့်ပြီးတော့ပြောတာစန္ဒာဂတိ